အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ Facebook page တစ်ခုကိုအလွယ်ကူဆုံးဘယ်လိုဖြစ်ရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပြီးတော့မှဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ Facebook page ရှိတယ်ဘယ်လိုဖြစ်ရမလဲမသိဘူးဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်လည်းတူတူ like ကြည့်လိုက်ရအောင်ကဲဆိုတော့ page ကိုဖြစ်ဖို့အတွက်ဆုံးကျွန်တော် page ရဲ့ menu bar လေးကိုဝင်လိုက်မယ်ပြီးရင်ထုံးစံတိုင်းပဲကျွန်တော် setting လေးကိုဝင်လိုက်မယ် ြီးရင်ကျွန်တော်တို့အောက်လေးကိုနည်းနည်းလေးကျွန်တော်ဆွဲချမယ်ဆွဲချပြီးတော့ကျွန်တော် access and control ဆိုတဲ့စာတန်းလေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော် UI information အောက်က access and control ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီညာလေးရောက်သွားပြီဒီညာလေးရောက်သွားရင်ကျွန်တော်အောက်မှာဒီကျွန်တော်ရွေးချယ်တဲ့နှစ်ခုရှိရဲ့ထဲမှာကျွန်တော်အောက်က delete page ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ရမယ်ဆိုတော့ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော် continue ကို set နှိပ်လိုက်မယ် ဆိုတော့ဒီမှာကျွန်တော်တို့ဒီကျွန်တော်တို့ဘာကြောင့်ဖြစ်ချင်တာလဲဆိုတာကိုကျွန်တော်တို့ဒီစာလေးနဲ့ကျွန်တော်မေးတာဖြစ်တယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့အဆင်ပြေတာလေးကိုဖြေလို့ရတယ်ကျွန်တော်အဆင်ပြေတာလေးကိုဖြေလို့ရတယ်အဲ့တော့ကျွန်တော်တို့ခုခုနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာဆက်ပြီးတော့ continue ကိုဆက်နှိပ်လိုက်မယ် ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ download ကျွန်တော်တို့ data တွေကို download လုပ်အောင်မလားဆိုပြီးတော့သူကကျွန်တော်ပြောထားတယ်အဲ့တော့ကျွန်တော်ကဘာမှ download မလုပ်တော့ဘူးတခါလေဖြစ်တော့မှဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ဘာမှဖတ်မနေတော့ဘူးအကုန်လုံးကျွန်တော်ဖြစ်မှဖြစ်တဲ့အတွက် continue ကိုပဲကျွန်တော်ဆက်ပြီးတော့နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ရဲ့ဒီ admin ရဲ့ကျွန်တော် Facebook password ကိုဒီမှာမေးတယ်မေးတဲ့အခါကျတော့ကျွန်တော်ကဒီကျွန်တော် admin account ရဲ့ Facebook password ကိုဖြည့်ရမယ် ဲအဲ့တော့ကျွန်တော် password လေးဖြည့်လိုက်မယ်ကျွန်တော် password လေးဖြည့်ပြီးဆိုရင်တော့ continue ကို set နှိပ်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်ဒီမှာဒီနေရာတစ်ဆင့်လေးထပ်ရောက်လာပြီဒါဆိုရင်လည်းကျွန်တော်ဒီ delete page ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ် โอเคဒါဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့အကောင့်လေးကိုရောက်သွားပါပြီ။ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ page လေးကိုကျွန်တော်ဖြည့်ချင်းရအောင်အောင်မြင်သွားပါပြီ။ကဲဆိုတော့ကျွန်တော်ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်။ကျွန်တော်ခုပြောပြပေးသွားတာလေးကတော့ Facebook page တစ်ခုကိုလည်းကုဆုံးဘယ်လိုဖြည့်ရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်။ကဲဆိုတော့အားလုံးပဲအဆင်ပြေကြပါစေ။